ဂျပန်နဲ့တရုတ်ကြားတင်းမောက်မှုအစွမ်းကုန်နေတဲ့ချိန်မှာတရုတ်ဘက်ကစံတော်ကူကျိုးလေစီကမ်းခြေဆောင်တက်တဲ့ဆေလွတ်လိုက်ပြီဖြစ်ပါတယ်။ထိုင်ဝမ်ရင်းနဲ့ပတ်သက်ပြီးဂျပန်ဟိုကြီးချုပ်သိအမှတ်ချက်ကြောင့်တင်းမောက်မှုမြင့်တဲ့ချိန်မှာတရုတ်ကအဲ့ဒီလိုလုပ်လိုက်တာပါ။ဒါအပြင်စစ်ပဆိုင်ရာဒရုန်းတွေကိုဂျပန်ပိုင်နဲ့အနီးပြန်တန်းစီပါလိုက်။ဂျပန်ဟာတရုတ်ကိုဒီလိုလာကြောလို့ရအောင်လို့ပြောလိုက်ပါလေ။ဂျပန်ဟိုကြီးချုပ်က တရုတ်ကထိုင်ဝမ်ရေးနဲ့ပတ်သက်ရေးစီးရေးရမယ်ဂျပန်ကလည်းထိုင်ဝမ်ကိုကူညီပေးနိုင်တဲ့သဘောရှိတယ်ဆိုတော့အိမ့်ပဲတက်ရောက်တာမျိုးပြောလာပြီးတဲ့နောက်နှစ်ဖက်ကြားတင်းမာမှုကစွန့်ကုန်မြင့်တက်လာတာပါတရုတ်ကန်ကြီးဆောင်တကသူတို့ရဲ့တင်းမော်ရီယာဆန်ကောက်ကူကျွရဲ့ရေးမြင့်ချောင်းအခွင့်အာဏာတည်စေဖို့ကင်းလက်ခြင်းကိုပြုလုပ်ခဲ့ကြောင်းပြောပါလိမ့်ဆန်ကောက်ကူကျွန်းကိုတရုတ်ဂျပန်ကထိန်းချုပ်တာပြီးတရုတ်ကလည်းတိုက်ပွဲကြောင်းပြောထားပါတယ်ဆန်ကောက်ကူကျွန်းကဂျပန်နဲ့တရုတ်ကြားအဓိကပြဿနာတစ်ခုပါ တရုတ်ဘက်ကထုတ်ပြန်ချက်မှာတရုတ်ကန်ကြေဆောင်ဒန်သင်္ဘော1307ဟာစံကောလူကျောင်းပိုင်နဲ့ရေပြင်ပြက်ကဲလက်ခဲ့ပြီးဒါဟာတရုတ်ရဲ့အခွင့်အရေးနဲ့အကျိုးစီးပွားထိုင်နေဖို့တရုတ်ကန်ကြေဆောင်တပ်တွေကလုပ်တဲ့တရားဝင်စစ်ဆင်ရေးလို့ပြောပါတယ်။တရုတ်နဲ့ဂျပန်တို့ဟာအဲ့ဒီကျောင်းနဲ့တဝိုင်းအချင်းချင်းထိတိုက်ရင်ဆိုင်ပါတယ်။ဂျပန်ဝန်ကြီးချုပ်တာကာအီရှိကဒီမိုကရေစီနည်းနဲ့အုပ်ချုပ်နေတဲ့ထိုင်ဝမ်ကိုတရုတ်ကတိုက်ရင်ဂျပန်ကလည်းစစ်ရေးနဲ့တုံ့ပြန်တဲ့ကြောင့်ပါလီမန်မှာပြောပြီးနောက် တယောက်ကဒေါသအမျက်ချုံချုံထွက်သွားတာဖြစ်ပါလေ။တကာကြီးရဲ့စကားပြောလို့သိမှုတယောက်ကပြောပါလေ။တယောက်ကထံကကိုသူတို့ပိုင်တဲ့ဖြစ်အစဉ်တစားမှတ်ယူထားပြီးပြန်လဲပေါင်းစည်းရဲဆိုတဲ့အမိအောက်မှာသိမ့်ပိုက်ဖို့ရည်ရွယ်ထားပါလေ။အင်အားသုံးခြင်းကိုလည်းညှင်းပယ်မထားပါဘူး။လိုအပ်ရင်လိုအပ်သလိုလုပ်မယ်လို့တယောက်ကမှရှိချင်းပြင်ကပြောပြီးဖြစ်ပါလေ။၂၀၂၀ခုမှာဆိုတရုတ်ကထိုင်ဝမ်ကိုသိမ်းပိုက်နိုင်ချင်ရှိတယ်လို့နိုင်ငံတကာလေးလာသူတွေကပြောပါတယ် ။ထိုင်ဝမ်ဆီကနေပြည်သူတွေကတရုတ်ရဲ့အုပ်ချုပ်မှုအလားအလာကိုညှိပယ်ထားပြီးထိုင်ဝမ်ဟာလွတ်လပ်ကြောင်းတူလင်းမကြီးညာပေမဲ့လက်ရှိအခြေအနေကိုစိတ်သက်ထိုင်နေတာပြီးလိုအပ်ရင်ခုခံကာကွယ်သွားမယ်လို့ပြောပါတယ်။တရုတ်ရဲ့ကျူးကျော်မှုဟာဒေသတွင်းဓမ္မမုတ်ကမ္ဘာလုံးဆိုင်ရာပဋိပက္ခအဖြစ်လေးပဲတော့ကူးဆက်သွားနိုင်ပြီးဂျပန်ပါဝင်တခြားမဟာမိတ်တွေနဲ့အမေရိကန်တွေလည်းပါဝင်ပတ်သက်နိုင်ပါလိမ့်။ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီးဌာနကလွန်ခဲ့တဲ့24နှစ်အတွင်းကျွမ်းပတ်လည်မှာတရုတ်စစ်လက်ရင်စီ30 ရေတပ်သင်္ဘောခုနှစ်စီးနဲ့ကမ်းခြေဆောင်တပ်ဖြစ်နိုင်တဲ့သင်္ဘောတစ်စီးလှုပ်ရှားနေတာထောက်လန်းတွေ့ရှိကြောင်းပြောပါလေဝန်ကြီးဌာနထုတ်ပြန်တဲ့မြေပုံမှာထိုင်ဝမ်နဲ့ရှင်းပြောင်းပတ်ကံနဲ့ရှိဂျပန်ကျွန်းလစ်ကြားမှာတရုတ်ဒရုန်းသုံးစီးပြန်တန်းနေပြီးတော့အနည်းဆုံးကျွန်းဖြစ်တဲ့ယူနာကွန်နီတီချီပြတ်ခဲ့ပါလေဒီနေရာတော့တရုတ်စစ်တပ်လှုပ်ရှားမှုပြင်းထန်ရတဲ့ပဲထိုင်ဝမ်ရဲ့လေကြောင်းကာကွယ်ရေးတပ်မတ်စုံတွင်တရုတ်စစ်ရေးလှုပ်ရှားမှုဟာမကြသေးမီတည်ထဲပတ်တွင်တော့နေပါပါလေ ထိုင်ဝမ်ကဝေဝကြီးဌာနကတရုတ်ဟာထိုင်ဝမ်လီပိုင်နဲ့နယ်ပယ်လေကိုနှောက်ယှက်ပေးဖို့နောက်ထပ်ပူးတွဲတိုက်ခိုက်ရေးကျင်းလည်မှုကိုဆောင်ရွက်နေကြောင်းနဲ့ထိုင်ဝမ်အခြေအနေကိုစောင့်ကြည့်ဖို့လိင်ရတဲ့သင်္ဘောတွေကိုဆေးလွှတ်ကြောင်းထုတ်ပြန်ပါလေ။ထိုင်ဝမ်ဒီလိုတရုတ်ကျင်းလည်မှုကြောင်းတလောက်နှစ်ကြိမ်သုံးကြိမ်ထုတ်ပြန်လို့ရှိပြီးဒီလိုရဟာတရုတ်ရဲ့စည်ရေးဖိအားဖြစ်ပါတယ်။ဂျပန်ကြီးချုပ်ရဲ့မဲ့ချက်ထပ်ပေါ်ပြီးနောက်ဂျပန်ဟာတရုတ်ရဲ့ဖိအားလေးပုံမရဆိုင်လေရပါလေ။တရုတ်ကောင်စင်ဝင်ကျောက်ရဂျပန်ဝန်ကြီးချုပ်ကိုတကြက်တက်တက်ကိုမှတ်ချက်ပေးခဲ့ပါတယ်။ အဲ့တော့တရုတ်ကလက်နက်ကြော်တဲ့ပထမဆုံးကြိပ်ဂျပန်သားမတ်ကိုစစ်ခေါ်ကူသူတို့ဘလို့မှဂျပန်ဝင်ရောက်စစ်ဖက်မှုဆိုမအောင်မြင်ပဲပျက်စီးဆုံးရှုံးရလိမ့်မယ်လို့တရုတ်ကာကွယ်ရေးဝန်ကြီးဌာနကပြောပါတယ်ဂျပန်ဝင်လက်ခီးမသွားဖို့တရုတ်နိုင်ငံသားတွေကိုတတိပေးပါတယ်တရုတ်လေကြောင်းလိုက်တော့ဘူးကလည်းဂျပန်ကိုသွားမဲ့လိန်လက်မှတ်ခါတွေပြန်အန်းခဲ့ပါတယ်ဒါပြင်တရုတ်အစိုးရကလုံခြုံရေးရမတိမငိမ့်ဖြစ်နေတဲ့ပတ်ဝန်းကျင်ကိုကိုးကားပြီးတော့ဂျပန်မှာပညာသင်ခြင်းကိုလည်းတည်ကြားဆန်းစားဖို့တရုတ်နိုင်ငံသားတွေကို ပြောပါတယ် ဒါကဂျပန်မှာပညာမသိမှုပိတ်ပင်မှုမဟုတ်ပေနဲ့တရုတ်ကျောင်းသားဥယျာဉ်သီးသာရောကျသွားပါတယ်။ဒါဟာဂျပန်တက္ကသိုလ်တွေပေါ်တော့အနှောက်လက္ခဏာတက်ရောက်သွားပါတယ်။ဂျပန်ကျောင်းသားဝန်ဆောင်မှုအသင်းအဖွဲ့အစိုးရပြီးခဲ့တဲ့နှစ်ကဂျပန်နိုင်ငံမှာပညာသင်ကြားနေတဲ့နိုင်ငံသားသားပေါင်း3,300,600ကျော်ရှိပါတယ်။အဲဒီမှာတရုတ်ကအများဆုံးမှာတပိတ်နှစ်ပေါင်းပေါင်းကျော်ပါတယ်။တာဂါအီချီဟာအန်ရီရရှိတဲ့လှုံ့ဆော်ပေးမှာမက အခြေခံအားဖြင့်စိုးညစ်တဲ့နိုင်ငံရေးလက်ကွပ်ကိုစီစဉ်နေတယ်လို့တရုတ်မီဒီယာတွေကဖော်ပြပါတယ်။ဂျပန်နဲ့တရုတ်ကြပရိမကဟာအကန့်အသတ်ရှိတဲ့စစ်ပွဲမဟုတ်ပါဘူး။ဒါဟာအမေရိကန်ပါဝင်တခြားအင်အားကြီးနိုင်ငံတွေကပါဝင်လာနိုင်ပွဲရှိပြီးမယုံနိုင်လောက်အောင်အကျိုးဆက်တွေကကြီးမားတဲ့ပရိပခါဖြစ်သွားနိုင်ပါတယ်။ထိုင်ဝမ်ဆိုရကမိမိတို့ရဲ့အနာဂတ်ကိုပြည်သူတွေကသာဆုံးဖြတ်နိုင်ကြောင်းပြောပါတယ်။ဂျပန်ခေါင်းဆောင်တွေကအရင်ကဒီလိုအခြေအနေတွေကိုဆွေးနွေးတဲ့အခါထိုင်ဝမ်အကြောင်းကိုအမြဲတမ်းလိုလိုလက်ဆောင်နေရှိပါတယ်။ အခုတက္ကသိုလ်ချင်းမှာတဲတဲ့ဝင်ထိုးတာဖြစ်ပါတယ်။တရုတ်အာဏာရကွန်မြူနတီပါတီကထိုင်ဝမ်ကိုတရုတ်နိုင်ငံနဲ့ပေါင်းစည်းခြင်းဟာအတော့မှရှောင်လွှဲမှုအတော့ပြောခဲ့ပြီးစန့်ကျင်မှုမှန်သမျှတင်းမှဟုတ်တာဖြစ်လာနိုင်တယ်လို့ပြောပါတယ်။စေရပြိုင်ပတ်တဲ့အစီအူတီနဲ့တရုတ်ဟာသူ့ရဲ့စီးရင်မဟုတ်တဲ့လှုပ်ဆောင်ခြင်းနဲ့ချင်းချောင်းတဲ့စကလုံးတွေနဲ့ထိုင်ဝမ်ကိုအဆက်မပြတ်ဖိအားပေးနေတာပဲဖြစ်ပါတယ်။နောက်တရေတမို့ပြောချင်ပါတယ်။ ယူကရိန်းနဲ့ရုရှားကြားစစ်ချိန်မိနစ်တွေမှာပဲယူကရိန်းရဲ့ထိပ်တန်းဝင်ကြီးတွေယာဒူကနှုတ်ထွက်မှုတွေဖြစ်ပေါ်နေပါတယ်ရုရှားကယူကရိန်းရဲ့စွန့်ရစ်ချေတာစောင်းနေကိုတိုက်ခိုက်မှုတွေအရှိန်မြင့်ချိန်မှာယူကရိန်းမှာအကြမ်းလိုက်ဆောင်မှုဆွဆဲမှုတွေကြောင့်ထိတ်တန့်ဝင်ကြီးတွေရာဒုကနဲ့နှုတ်ထွက်စွာတင်ခဲ့ကြောင်း AP သတင်းဌာနကဖော်ပြပါတယ်။ဒီဖြစ်စဉ်ဟာရုရှားရဲ့ကြီးကြပ်ရေးစတင်မှုနောက်ပိုင်းယူကရိန်းဆိုးဝါးတဲ့ဆိုးဝါးသောအချက်တွေဖြစ်ပြီးယူကရိန်းသမ္မတဇလန်စကီရဲ့နှိစက်သူတွေဟာလည်းအကြမ်းရှုတ်တော့ပေါ်မှာပါဝင်နေကြောင်းမီဒီယာတွေကဖော်ပြပါတယ်။ အဂလိလိုက်ဆောင်တဲ့ပတ်သက်ပြီးပြည်သူတွေရဲ့အမျက်ဒေါသကိုပြပြောစေဖို့ဇလန်စကီးကတရားရေးနဲ့စွန့်ရင်ဝင်ကြီးတွေကိုယာလူကနှုတ်ထွက်ဖို့ပြောခဲ့ပြီးဒီဝင်ကြီးလူမှုကလည်းနှုတ်ထွက်စာကိုတင်ခဲ့တော့ယူကရိန်းဝန်ကြီးချုပ်ယောက်ကထုတ်ပြန်ပါတယ်ယူကရိန်းအဂလိလိုက်ဆောင်တဲ့ခေဖွဲ့ထုတ်ဖော်ချက်အရနိုင်ပေါင်း1000ကျော်ဖွင့်ပြောဆိုမှုကိုကြားဖြတ်နားထောင်မှုပါဝင်15လကျော်စုံစမ်းစစ်ဆေးမှုရယူကရိန်းရဲ့စွန့်ရင်ကဏ္ဍမှာအဂလိနဲ့ပတ်သက်ပြီးလူငါးဦးကိုဖမ်းဆီးထိန်သိမ်းပြီးတော့ တန်တရားရှိသူခုနှစ်ဦးကို ဖောက်ထုတ်နိုင်ခဲ့ပါတယ်စာအဒီရောက်လာမယ့်ချိန်မှာရုရှားကယူကရိန်းရဲ့စွန့်အင်ချိန်ကစောင်းဦးတွေကိုပြင်ပထားတိုက်ခိုက်ချေယူကရိန်းရရှိတဲ့ဟာစွန့်အင်ပြက်လက်မှုကိုဖြေရှင်းဖို့ပူရောပယမဝရီရရှိဖို့ကြိုးပမ်းနေရပါတယ်ယူကရိန်းကလွတ်လပ်ရေးအပြင်ကအဂိလက်ဆာမှုရှုပ်လုပ်ပေါ်နေရေးဆိုင်နေရပြီးဇလန်စကီကလည်းအဂိလက်ဆာမှုကိုတိုက်ဖြတ်ပြီးတော့ဒီကိုနဲ့တမရဖြစ်လာတာပါ ယူကရိန်းရဲ့မျိုးသားအဂရီလက်ဆမ်မှုတက်ခဲရူကအဂရီလက်ဆမ်မှုတရားရှိသူတွေရဲ့နာမည်ကို ထောက်ဖော်ပြောကြားခြင်းမရှိပေမဲ့စီးပွားရေးလုပ်ငန်းရှင်တို့စွန့်ဝင်ချီချံပေးပုဂ္ဂိုလ်ဟောင်းတဲ့နိုင်ငံပိုင်အန်နာဂိုဒန်စွန့်ကုမ္ပဏီကိုကြီးကျက်တဲ့လုပ်မှုဆောင်အရာရှိတို့ကိုပါဝင်ပါတယ်။ဒါပြင်ယူကရိန်းအဂရီလက်ဆမ်မှုတက်ခဲရေးကလူရှိဦးကလည်းလက်ဝဲလက်ယူမှုအာဏာလွှဲသွမှုတရားမဝင်ပစ္စည်းဥစ္စာတွေလက်ဝဲပိုင်ဆိုင်မှုနဲ့ဆွဆွဲထားပါတယ်။ အဂရိလိုက်ဆောင်မှုနဲ့ပတ်သက်ပြီးတော့တံလျာဖြစ်ပေါ်နေရတွေကိုလည်းစီးနေရှာဖွေမှုအကျဉ်း80ကျော်လုပ်ခဲ့ပြီးဇလန်စကီကလည်းဒီစုံစမ်းစစ်ဆေးမှုမှာပူပေါင်းဆောင်ရွက်ကြဖို့သက်ဆိုင်ရာရှိတဲ့အားလုံးညွှန်ကြားခဲ့တယ်လို့သိရပါတယ်။နောက်သတင်းတစ်ပုဒ်ပြောချင်တယ်ဗျ။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြိုင်တိုက်တွေထောင်ထားတယ်လို့သိရပါတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာမြေမြိုင်တိုက်တွေမြုပ်နှံထားကြောင်းအဲ့ဒီနှစ်နိုင်ငံလုံးမှာအခြေဆိုင်တဲ့အာဆီယံလေးလာသူတွေကအတည်ပြုပါတယ်။ မစ္စနငငါထိုင်းနဲ့ကမ္ဘောဒီးယားကြားတင်းမမှုဆွေးချမှုဆွနုပွဲတွေလက်ခံကျင်းပမယ်လို့ကလက်ပါတယ်ကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံရှိအာဆီယံလေးလောက်မှုတွေဟာနေဆက်ဒေသမှာတွေ့ရတဲ့ပြည်တော်မိုင်းတွေဟာအသိမြုပ်နယ်နာတဲ့မိုင်းတွေဖြစ်တယ်လို့တည်ပြနိုင်ကြောင်းမစ္စနငငါဂျိုင်းဝန်ကြီးကပြောပါတယ်ဒါပေမဲ့ဒီမြေမြုပ်မိုင်းတွေကိုဘယ်ဘက်ကမြုပ်နှံခဲ့တယ်ဆိုတာထုတ်ဖော်နိုင်ခြင်းမရှိပါဘူးထိုင်းနိုင်ငံစစ်စာခတ်ပြီနဲ့ကန္တရာလက်ခံမှာကင်းလက်နေတဲ့ထိုင်းစစ်သားတွေဟာ မြေမြုံမိုင်းမြင်းပြီလို့လေးဦးထိုင်ရပါတယ်။ထိုင်ကတော့ဒီမြေမြုံမိုင်းကိုကမ္ဘောဒီးယားကပြုံနယ်ထားခြင်းဖြစ်ကြောင်းပြောခဲ့ပြီးနိုင်ငံဝင်ကျေးစာချုပ်မှာပါဝင်တဲ့ချက်တွေအကောင့်အထည်ဖော်မှုပြင်သမားဆန်းငင်ခဲ့ပါတယ်။မြေမြုံမိုင်းတွေတွေ့ရှိခဲ့ကြောင်းကိုထိုင်နဲ့ကမ္ဘောဒီးယားမှာရှိတဲ့အာဆီယံလေးလာသူများအဖွဲ့အစည်းကတင်ပြရပါတယ်။ကျွန်တော်ကထိုင်ဥတီချုပ်တိုင်ဆက်ဖူအန်ကန်ကောင်းနဲ့လည်းဖုံးပြခဲ့ပြပါပြီ။ကျွန်တော်ကတော့နိုင်ငံလုံးကိုစိတ်လျှော့ဖို့နဲ့ ငင်းကြဲရေးဆွနမှုတွေဆက်လုပ်ဖို့ပြောလင့်ထားတယ်လို့မလေးရှားနိုင်ငံခြားရေးဝန်ကြီးကပြောပါတယ်ဒီဖြစ်စဉ်ဟာထိုင်းကမ္ဘောဒီးယားနဲ့ဆက်မမီးမြုပ်မိုင်းသစ်တွေမြုပ်နှံထားကြောင်းအာဆီယံလေးလာသူတွေကပထမဆုံးအကြိမ်လူသိရှင်ကြားထုတ်ပြန်တာပါထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနဟာထိုင်းစစ်သားတွေတန်ရခဲ့တဲ့မီးမြုပ်မိုင်းပေါက်ကွဲတဲ့နေဆက်ဒေသနဲ့ဒိုဝင်မာစနစ်ကထိုင်းနဲ့ကမ္ဘောဒီးယားစစ်တီတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားတဲ့ဆာကာအိုပြည်နယ်ဒေသတွေကိုအာဆီယံလေးလာသူတွေကိုလိုက်လံပြသပါတယ်ကမ္ဘောဒီးယားလုံဆောင်ချက်တွေဟာတာဝန်ယူမှုတာဝန်ခံမှု အားနည်းတာကိုပြပါတယ်။အရန်ဝမ်းနေဖို့ကောင်းတယ်လို့ထိုင်းနိုင်ငံဂျာယီမှုကြီးဌာနကပြောပါတယ်။ကမ္ဘောဒီးယားကတော့မိမိတို့တပ်ဖွဲ့တွေကနေစစ်တေသမှာမြေလုံးမိုင်းတွေဘယ်တော့မှမြုံနှံထားခြင်းမရှိကြောင်းငြင်းဆိုထားပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်ပြောချင်ပါတယ်။အမေရိကန်နိုင်ငံက data လေကြောင်းလိုက်ဟာလူမဲကြောင်းသားလေးတရာကို အိမ်မက်ခီးစဉ်ပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ်။အမေရိကန်မှာဒေတာလေးကြောင်းလိုက်ဟာလေးကြောင်းနဲ့အကသလုပ်ငန်းမှာပါဝင်ဖို့ဆန္ဒရှိတဲ့လူမဲကြောင်းသားကြောင်းမှုတွေအိမ်မက်ကိုထောက်ပံ့ဖြစ်စေဖို့အတွက်နှစ်စဉ်တိုင်း Green Flight ဆိုတဲ့အိမ်မက်ခီးစဉ်ကိုပြည့်စုံပေးလို့ရှိပါတယ်။ဒီနှစ်ကတော့ဒေတာလေးကြောင်းလိုက်ရဲ့အိမ်မက်ခီးစဉ်ဟာ25ကျပ်မြောက်ဖြစ်ပြီးလူမဲကြောင်းသားကြောင်းမှုတရားကို Atlanta မြို့ Hasfi Jackson နိုင်ငံတကာလေဆိပ်မှတင်ဆောင်တာ Florida ပြည်နယ်မှာရှိတဲ့ NASA ကနေဒီအကသစနောက်ကိုပို့ဆောင်ပေးခဲ့တာဖြစ်ပါတယ်။ ကျောင်းသားကျောင်းသူတွေကနာဆာရဲ့ခီးစဉ်ဟောင်းလေးမှာအသုံးပြုခဲ့တဲ့တမိုင်းဝင်ဒုံမြန်တွေလုံးမြန်ရင်တွေစီမူလေတာတွေကိုလေ့လာခွင့်ရခဲ့ပြီးလေရင်မောင်းနေတဲ့ချိန်ရေတုညင်တဲ့ဖြစ်ရင်ဘလို့ကင်တွေရမလဲဘဝမှာခက်ခဲတဲ့ကြောင့်ဘလို့ကြော်လွှားရမလဲဆိုတာလေကျောင်းနဲ့အာဂတဆိုင်ရာလူမျိုးပညာရှင်များစီယုံနဲ့အာဂတယူနီရဲ့ရှင်းလင်းချက်ကိုနားထောင်ခွင့်ရပါလေဒေတာလေကျောင်းလေးက2000ခုနှစ်မှာပထမဆုံးလူမျိုးမျိုးသမီးပိုင်းလို့စတင်ခန့်အပ်ပါတယ်သူတို့ရဲ့အိမ်မက်လေကျောင်းခီးစဉ်25ကျင်းမှာ ကျောင်းသားကျောင်းသူပေါင်း၄000ကျော်ကို လေယာဉ်ခီးစဉ်ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။ GFA ရဲ့ Nova 18ရဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတာဖြစ်ပါတယ်။နားဆင်ပေးတဲ့အတွက်အထူးပဲကျေးဇူးတင်ပါတယ်ဗျာ။